မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖက်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖက်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ဖက်နဲ့ဘဲဆိုတဲ့အကြောင်းလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်မြန်မာစာကို စနစ်တကျရေးတတ်ပြီးမြန်မာစကားကို စနစ်တကျပြောတတ်ဖို့ အတွေ့တရာအထာသူမှန်ကန်ရေးရအဓိကကြလာတာဖြစ်ပါတယ်ဒါကြောင့်မလို့စာရေးတဲ့နေရာမှာမှား၃မိတတ်တဲ့တရာစကလုံးလေးတွေကို ပြောပြပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ဖက်နဲ့ဘဲဆိုတဲ့အသုံးလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဖက်နဲ့ဘဲဆိုတာကတော်တော်များများမှားရင်းပြီးတော့သုံးတတ်ကြတဲ့အသုံးလေးဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖက် ဖတ်ဆိုတဲ့အသုံးကိုသူကခရိယာအ내အနေနဲ့သုံးလို့သုံးတာဖြစ်ပါတယ်။ဥပမာအားဖြင့်စုံဖက်လိုက်ဖက်ရှင်ဖက်နော်ကရိယာအ내အနေနဲ့သုံးသွားတာဖြစ်ပါတယ်နောက်နောက်တစ်ခါဖက်ဆိုတဲ့အသုံးကိုအဖို့အဖက်အနေနဲ့လည်းသုံးလို့ရတာဖြစ်ပါတယ်ဥပမာအားဖြင့်ကုပေါ်လောင်ဘက်ကိုဖောက်ထုတ်ကတ်သက်ဖက်နဲ့သုံးပါတယ်ကျင်ပေါ်ကျင်ဖက်ကိုဖောက်ထုတ်ကတ်သက်ဖက်နဲ့သုံးပါတယ် နောက်ထပ်တစ်မျိုးသုံးလို့ရပါသေးတယ်အဲ့ဒါကတော့ဖက်ဆိုတဲ့အသုံးကိုကိန်းကနန်းတွေနဲ့လည်းရှင်တွက်ပြီးတော့သုံးလို့ရတာဖြစ်ပါတယ်ဥပမာအားဖြင့်၄ဘက်နာ၃ဘက်မြင်ဘဲဆိုတဲ့အသုံးလေးကိုလည်းအဲ့ဒီလိုပဲသုံးမျိုးသုံးလို့ရတာဖြစ်ပါတယ်ပထမဆုံးဘဲဆိုတဲ့အသုံးကို အယက်မျက်နာတွေနဲ့တွဲပြီးတော့သုံးမှာဖြစ်ပါတယ်ဥပမာအားဖြင့်အရှိဘဲအနောက်ဘဲတောင်ဘဲမြောက်ဘဲအဲ့ဒါကိုဘာကုန်းကတ်သက်ဘဲနဲ့သုံးမှာဖြစ်ပါတယ်နော်ဘဲဆိုတဲ့အသုံးကိုအယက်မျက်နာတွေနဲ့တွဲပြီးတော့သုံးမှာဖြစ်ပါတယ်အရှိဘဲအနောက်ဘဲတောင်ဘဲမြောက်ဘဲနောက်ထပ်တစ်မျိုးကတော့ဘက်ဆိုတဲ့အသုံးကိုတီနေရာရင်းနဲ့တွဲဖက်ပြီးတော့လဲသုံးတာဖြစ်ပါတယ်ဥပမာအားဖြင့်ဈေးဘက် အိမ်ဘက်ရုံးဘက်နော်ကစားကွင်းဘက်စတဲ့ဒီနေရာတွေနော်ဈေးဆိုတဲ့ဒီနေရာအိမ်ဆိုတဲ့ဒီနေရာရုံးဆိုတဲ့ဒီနေရာတွေနဲ့တွဲဖက်ပြီးတော့လဲဘက်ကိုသုံးမှာဖြစ်ပါတယ်ဘာကုန်းကတ်သက်ဘက်နောက်ထပ်ဘက်ဆိုတဲ့အသုံးကတော့စာလုံးစကလုံးလေးရဲ့အစအနေနဲ့သုံးမှာဖြစ်ပါတယ်ဥပမာအနေနဲ့ဘက်စုံဘက်ကန် ဘက်ကန်ကန်နဲ့ဘက်စုံတော်တယ်အဲ့လိုနေရာတွေမှာဘာကုန်းကတ်တ်ဘက်ကို သုံးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့နော်အများသူငါယောက်ျားမိန်းမတွေနဲ့သက်ဆိုင်နေတဲ့အတုံးအနှုံးအနေနဲ့သုံးပါတယ်ဥပမာအားဖြင့်သူ့ဘက်ငါဘက်ကဲဒါဆိုရင်ဒီနေ့သင်ပေးလိုက်တဲ့ဖက်နဲ့ဘဲဆိုတဲ့အတုံးလေးကို နော်နားလည်နိုင်မယ်လို့ထင်ပါတယ်ဖက်နဲ့ဘက်ဆိုတာအသုံးမတူပါဘူးပထမဆုံးအနေနဲ့ဖက်ဆိုတဲ့အသုံးကိုကရိယာအနဲ့အနေနဲ့သုံးတယ်စုံဘဲလိုက်ဖက်ရှင်ဖက်ဖာကုန်းကတ္တဖက်နော်ဖောက်ထုတ်ကတ္တဖက်နော်ဘာကုန်းကတ္တဘဲမဟုတ်ပါဘူးဖောက်ထုတ်ကတ္တဖက်စုံဖက်လိုက်ဖက်ရှင်ဖက် ကရိယာအ내အနေနဲ့သုံးတာဖြစ်ပါတယ်နောက်ထပ်ဖက်ဆိုတဲ့အသုံးကတော့အဖို့အဖက်အနေနဲ့သုံးတာဖြစ်ပါတယ်ဥပမာကူပေါ်လောင်ဘက်ကျင်ပေါ်ကျင်ဘက်နောက်ထပ်ဖက်ဆိုတဲ့အသုံးကတော့ကိန်းငန်းအနေနဲ့ရှင်တွဲပြီးတော့သုံးလို့ရှိရင်လည်းဖက်ကိုသုံးပါတယ်ဥပမာလေးဖက်နာဆိုတဲ့ယောဂါကိုလည်းဖောက်ထုတ်ကတ်သက်ဖက်နဲ့သုံးပါတယ်သုံးဘက်မြင်းဆိုတာကိုလည်းဖောက်ထုတ်ကတ်သက်ဖက်နဲ့သုံးပါတယ် အဲ့ဒီလိုပဲဘဲဆိုတာကတော့ပထမဆုံးဘဲဆိုတဲ့အတုံးကို သူကအရက်မျက်နှာတွေနဲ့တွေ့ပြီးတော့သုံးပါတယ်ဥပမာအဖြစ်အရှိဘဲအနောက်ဘဲတောင်ဘဲမြောက်ဘဲနောက်တစ်ခုကြတော့တီနေရာတွေနဲ့တွဲဖက်ပြီးတော့သုံးပါတယ်ဥပမာဈေးဘဲအိမ်ဘဲရုံးဘဲနောက်တစ်ခါဘက်ကိုတော့နော်စကလုံးတစ်လုံးရဲ့အစဆုံးစကလုံးအနေနဲ့သုံးပါတယ်ဥပမာဘက်စုံဘက်ကန် ။နောက်ဘက်အနေနဲ့ကတော့အများသူငါနော်အများသူငါယောက်ျားမိန်းမဒေနဲ့အနေနဲ့လည်းတွဲပြီးသုံးပါတယ်။ဥပမာအားဖြင့်သူ့ဘက်ငါဘက်ကဲတာဆိုရင်တရာအသုံးနှုံးမှားတတ်တဲ့တရာအသုံးနှုံးလေးဖြစ်တဲ့ဖက်နဲ့ဘက်အကြောင်းကိုပြောပြခဲ့တာ ဖြစ်ပါတယ်နားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်